တရမ်းမယ်စီကနရယ်ထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဧပြီလ28ရက်တနင်္လာနေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့အသက်9နှစ်အရွယ်ဆက်ရှောက်ကလေးငယ်တဦးရေကစားရာကနေမော်တော်တဆရေနီးတင်ဆောင်ခဲ့တဲ့အကြောင်းမော်ချီဒေတာကိုစက်ကောင်စီကထပ်မံဘုံကျဲခဲ့ပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းစက်ကောင်စီတပ်သား6ဦးလက်နက်နဲ့တူ DMO Local PDF ထံပြက်ပြောင်းခွလွန်လာတဲ့ဖြစ်စဉ်နဲ့ ဒီမော့ဆုံမြို့နယ်က စပေးရှောင်းအင်တာစု94စုနေရပြန်နိုင်ဖို့ဆောင်ရွက်ပေးခဲ့တယ်လို့ IEC ပြောဆိုလိုက်တဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါရှင်။မနေ့ကဧပြီလ28ရက်မိုးလယ်ပိုင်းချိန်ဒီမော့ဆုံမြို့နယ်နောက်ဖက်ချမ်းတနီယာမှာအသက်9နှစ်အရွယ်ကလေးငယ်တဦးဟာရေဆော့ကစားရာကနေမတော်တဆရင်းနှီးတေဆုံမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဖြစ်စဉ်မှာရင်းနှီးတေဆုံခဲ့တဲ့ကလေးငယ်ရဲ့မိသားစုဟာဆွေမျိုးရှိတဲ့ကြေးရွာတရွာကိုလာလေရင် တာယာကုန်းဆစ်ဆောင်စခန်းရဲ့အနီးကအရေကမ်းမှာကလေးငယ်ဟာရေသွားကူးကစားရာကနေတည်ဆုံခဲ့တာပါ။ယင်းနေ့တည်ဆုံခဲ့တဲ့ကလေးငယ်ဟာဒီမော့ဆို6မိုင်ကျေးရွာစာတိကဖြစ်ပြီးလက်ရှိမှာဒေါ်ရုတ်ကူစစ်ဘေးရှောင်စခန်းမှာနေထိုင်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ၂ရက်နေ့ကလည်းဒီမော့ဆုံမြို့နယ်ကွိုင်ငါရေထွက်ပေါက်မှာရေဆော့ကစားရာကနေအသက်၁၇နှစ်အရွယ်ကျောင်းသားတအူယင်းနေ့တည်ဆုံခဲ့တာရှိပါတယ်။ ဧပြီလ26ရက်နေ့လည်း7နှစ်နိုင်ဝူးကျင်ချိန်မှာဖားဆောင်မြို့နယ်မော်ချီဒီသားကိုစစ်ကောင်စီကထပ်မံဗုံးချက်တိုက်ခိုက်ခဲ့ပြီးဒေသခံ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပြန်တမ်းမှုတစ်ချိန်အတွင်းမော်ချီဒီသားကနေရာတစ်ခုကိုဘုံးတလုံးစီကျဲချခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်နေအိမ်နဲ့ကားပျက်စီးမှုတွေလည်းရှိခဲ့တာပါ။ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကလည်းစစ်ကောင်စီကမော်ချီဒီသားကခဲခါဆက်ယုံကို ပေါင်900ဘုံတလုံးကျဲချခဲ့ပြီးအရက်သား5ဦးသေဆုံးခဲ့ပါတယ်။စစ်ကောင်စီက match လ28ရက်နေ့မှာလုခတ်ခဲ့တဲ့စကိုင်းပြည့်၍ငလီကြီးကြောင့်ဧပြီလ2ရက်နေ့ကစလို့ရက်20ကြာပြစ်ခတ်ရက်စဲရေးကြီးညာခဲ့တာပါ။ဒါပေမဲ့နိုင်ငံတော်အန်ဘုံကျဲတိုက်ခိုက်တာစစ်ကြောင်းထိုးတာတွေလှုံ့ဆော်နေပါတယ်။အပြစ်ရက်စဲရေးကြီးညာပြီး green ပြီးမှလည်းဒီမော့ဆုံမြို့နယ်တဲကိုလက်နေကြီးပြစ်ခတ်ခဲ့တယ်လို့ဖားဆောင်မြို့နယ်မော်ချီဒေသမယ်ဆဲမြို့နယ်နဲ့ခရိုဆိုမြို့နယ်တွေမှာ ေချောင်းတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်။ဒီမော့စုံမြင့်နယ်ပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF ထံစစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင်တပ်သား6ဦးလက်နက်နဲ့တူတကွဖက်ပြောင်းခုလိုလာခဲ့တယ်လို့ဧပြီလ26ရက်နေ့မှာ DMO Local PDF ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ26ရက်နေ့မှာဝေရောက်လာခဲ့တာဖြစ်ပြီးစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်တပ်သားတိစုဆောင်ခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီဖက်ပြောင်းခုလိုလာသူတပ်သားတွေဟာ MA1 တနက်9လက် MA1 G 400ကျော် G ပေါက်16ခုလက်ပြပုံ၄လုံး14မိုင်3လုံး G ကာ၄ထက် IQ 3လုံးဖုန်း9လုံးယူဆောင်လာခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်နက်နဲ့တူဘက်ပြောင်းခုလွန်လာတဲ့တသားတွေကိုလည်းစက်သိန်း65သိန်းကို ထောက်ပတ်ပေးအပ်ခဲ့ပါတယ်။စမုထန်းခေါ်ခံရသူတွေဟာစက်ကောင်စီရဲ့တပ်စခန်းတွေ WY မုံရင့်ဆေးဝါးတွေစိတ်တိုင်းကြ သုံးဆွဲရောင်းဝယ်ခွင့်ရှိသလိုအနိုင်ကျညင်ပန်းနှိမ့်ဆက်တာတွေလည်းမကြာခဏခံရတယ်လို့ဖက်ပြောင်းလာသူတွေကပြောပါတယ်။လက်ရှိမှာတော့ညင်ပြေတော်လိုက်ရေးတစ်ဖက်အသီးသီးထံစက်ကောင်စီတပ်သားတွေဖက်ပြောင်းလာတာများလာတယ်လို့သိရပါတယ်ရှင်။2025ခုနှစ်3လအတွင်းဆက်ရှောက်စခန်းကနေနေရပြန်လို့တဲ့စစ်ဘေးရှောင်အင်တာစု60လေးစုကို IEC ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ပြန်လည်ထူထောင်ရေးဌာနကနေကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဧပြီလ25ရက်နေ့မှာ GNP ချားကာလာအုပ်ချုပ်ရေးကောင်စီ IEC ကထုတ်ပြန်ပါတယ်။နေရပြန်ကြတဲ့လူသူတွေဟာဒမောဆုံမြို့နယ်အတွင်းကိုလာရောက်သိမ်းရှောင်ကြတဲ့ဗောလခဲမြို့နယ်အတွင်းကပြည်သူတွေဖြစ်ကြပါတယ်။နေရပြတ်သွားတဲ့လူသူတွေကို IEC ကနေစားတောက်ရေးတွေဖြင့်လုံခြုံစိတ်ချမှုရှိစေဖို့အတွက်သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ဆက်ဆောင်ကာလကြာမြင့်လာတာနဲ့အမျှစားဝတ်နေရေးပုံမှုစက်တဲလာကြတဲ့ဆက်ဆောင်လူသူတွေဟာ နေရပြည်လို့ကြပေမဲ့မြေပြင်မှာစီရေးအခြေအနေနဲ့မြေမြုပ်မိုင်းအန္တရာယ်တွေကြောင့်ပြည်လို့မရသေးတဲ့အခြေအနေမှာဖြစ်နေကြတာပါလက်ရှိပြန်သွားတဲ့လူစုတွေဟာနေရမှာပြန်လည်နေထိုင်လို့ရတဲ့အခြေအနေရှိတာကြောင့်ပြန်သွားကြတာဖြစ်တယ်လို့သိရပါတယ်ရှင်ကနော်ရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းတွေကိုတင်ဆက်ပေးနေတာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ greeny ပြည်သူပြည်သားအားလုံးအချက်အသေးဘွားကနေအမြတ်ဆုံးမှုများကြပါစေရှင်ကျမမော်လေးများပါ